ဒီအစင်တန်းလေးတော့နည်းနည်းတော့ဝါးမှုရှိရပါတော့နိုင်ငံခြားကလပ်တွေတွေမှာလို့ပေးနိုင်တဲ့ facility မျိုးပေးလိုက်ရင်ကျွန်တော်တို့လီအစင်တန်းလေးပို့ပြီးတော့မြင့်လာမယ်ပြီးတော့ဂါးမကောင်းလေးတွေတစ်ချက်ပို့ပြီးပေါ်ထွက်လာမယ်ဘက်ဆက်များများသုံးနိုင်မှာဘက်ဆက်များများသုံးနိုင်မှာပေါ်နေတာဆိုတော့လည်းကောင်းကောင်းယူရတာပေါ့ပြောကြအောင်ကျွန်တော်ရှိမရောက်ခင်မှာထိုင်းလို့ဗီယက်နမ်လို့ဒီအာဆီယံနိုင်ငံတို့ဟိုကျွန်တော်တို့ဘောလုံးစံတမ်းမြင်းတဲ့နိုင်ငံတွေကသူတို့များများကိုယူပြီးသွားဆိုတော့တချို့ပလေယာတွေပြောကြတော့ပတ်စံအများကြီးသုံးနိုင်မှာဟိုနိုင်ငံရသားကောင်းကောင်းရောက်မယ် တင်းတင်းလောက်ကတည်းကအဲ့လိုမျိုး facility ကိုလည်းဆိုရင်လေးရလည်းတကြီးနဲ့မြင်လာမယ် mobile ဝင်ရှိရရှိရမယ်အဲ့လိုစနေစင်းဝင်ကောင်းရမယ်အဲ့လိုမျိုးမျိုးသမီးတင်းနေအောင်မြင်နေတယ်မျိုးသားတင်းဒီအစင်တန်းနဲ့နေနေတယ်မျိုးသားချင်းတွေမှလည်းကြားလည်းကောင်းလည်းမကောင်းလည်းသူတို့ဘလိုမျိုးပြိုင်ဆိုင်မှုပြင်ထန်လဲဒီမှာဆိုရင်တခြားတင်းနေဆိုရင်ဘိုးပြက်ပြီးတော့ဟိုအမျိုးသားချင်းဆိုဘိုးတားပြီးပြက်လွန်းနေပေါ့အမျိုးသမီးချင်းဆိုလည်းမရှိဘူးဆိုတော့ကျွန်တော်တို့ကဓာရီကိုပွားဟဖို့ကအသိတော်များများပြင်မရအောင်ကျွန်တော်အခုကျွန်တော်တို့အသိပြင်နေဒါပေမဲ့တခြားတင်းနေမပြင်ဘူးဆိုရင်အခုနကျွန်တော်ပြောသလိုပဲ အားလုံးစုဆိုင်မှုကရှိမှာမဟုတ်ဘူး။အားလုံးက budget ပဲ။ budget ကအရေးကြီးဆုံးဘယ်နေရာမှာဖြစ်ဖြစ်ဆိုကြ budget နည်းနည်းသုံးနိုင်ရင်ဒီနည်းနည်းအောင်မြင်တယ်။ဒါကျွန်တော်တို့ပြောစရာမလိုဘူး။ကျွန်တော်ပုံစံတော့ပုံစံတယ်ဘောတော့ပုံစံတယ်ပါပြီးတော့ကြတော့ပထမတော့ကိုယ်လည်းအများကြီးတွေ့သေးပေါ့ငွေရသွားမယ်ဒီနေ့နိုင်ရသွားမယ်ဒါပေမဲ့ န်ရမှာအခုဖြစ်နေတဲ့ဥစ္စာကကျွန်တော်တို့လာစာပြဿနာတွေရောအဓိကတော့ကျွန်တော်တို့မနေ့ကရတဲ့လာစာလေးဘာညာတော့အဲ့လိုမျိုးမရတဲ့ဥစ္စာရဲ့ facility လေးကိုလိုကန်းလေးနဲ့နည်းနည်းတက်ပြီးတော့ဒီနေ့ဟိုနေသားမှမရှိဘူးပေါ့ဆိုတော့ဒီနေ့ကကျွန်တော်တို့ဘယ်လိုပြောရမလဲလာတွေ့ကြည့်ပေါ့လာတွေ့ကြည့်တယ်ကျွန်တော်လာတွေ့ကြည့်တယ်ဒီလိုအရင်ပိုင်းဆင်းအသိပုဂ္ဂလအသိပုဂ္ဂလဆိုတော့အဲ့မှာပါရှိလဲဆိုတော့အသိပိုင်းဆင်းအသိပုဂ္ဂလဒုက္ခဒုက္ခသူကရှင်းပြတယ်ဘိုးတို့ဒီလူတွေပေါ့ဘူး လီဝမ်လီဝမ်မင်းဘာဖြစ်ရမလဲဆိုကြသူတို့မှာပလန်ကောင်းကောင်းရှိတယ်ပေါ့အဲ့ဒါပြီးတော့ကျွန်တော်လက်ခံလိုက်တယ်ပေါ့လက်ခံလိုက်တယ်ဒါပြီးတော့ချက်ချင်းကျွန်တော်ကိုယ်နဲ့ကိုယ်ပုံစံလာပြန်တယ်ဒီလေးအတွေ့ကံကံမလားဆိုဒီလိုကံမယ်ပေါ့ဆိုကြတော့အများကြီးအဲ့လိုမျိုးရှုပ်ရတွေ့တော့မဟုတ်ရိုးရှင်းတယ်ပြီးသွားပါအာကျွန်တော်လည်းသူတို့ပဲကြမ်းလန့်မှုရှိတယ်နိုင်ငံခြားကလပ်တွေအားမဲ့ကျွန်တော်မကြိုက်ဘူးအဲ့တော့ကျွန်တော်မကြိုက်ဘူးအဲအကြောင်းမလို့ညီလေးမင်းငါကန်ကန်ပါလားဆိုကိုကြီးကန်ကျွန်တော်ကန်မယ်အဲ့ပြီးတော့ ်ဝေးတဲ့ဝင်းကန်ကျွန်တော်ကံပယ်ဆိုပြီးတော့အဲ့တူတူအတင်းဥက္ကနဲ့စကားပြောပြီးတော့အတင်းရရေရှိပလန်လည်းရှိတယ်ဒါပေမဲ့ကျွန်တော်လည်းကြိုက်တယ်အကြောင်းမလို့ရွေးချယ်ပြန်အခုမှအတင်းကလည်းစကြွားတာလည်းပါတယ်ဆိုတော့အတင်းကလည်းနောက်ဆုံးတစ်ပွဲဟိုကျွန်တော်တို့ဒီဒီတူရဲ့ပထမကျောနောက်ဆုံးပွဲပြန်အောင်မယ်ကျွန်တော်ကလည်းအခုမှအတင်းဟိုဖေဒီစဂျွိုင်းလာတာဆိုတော့တားကြောက်လည်းလူသေးတယ်ဒါပေမဲ့ကျွန်တော်တို့ကစလာရပြီးသားအောင်မြင်မှုတစ်ခုရမှဖြစ်မယ် ဆိုကြတော့အောင်မြောင်ကစားမယ်အဲ့ဒီမှာရှိရဲ့အငယ်တွေရောဟိုကိုတွေကိုတက်ရောက်လာလို့တော့နီးပြောင်းအဲ့ဒီမှာရှိရဲ့ဘယ်လိုပဲဟိုရှိရဲ့လူရဲလူလာနဲ့ကျွန်တော်တို့ကစီစီလုံးရှိနေမှာဖြစ်နေမှာဘာလို့လဲဒီနေ့ကအခုမှအတင်းတက်ဖြစ်တဲ့ကျွန်တော်တို့ကလည်းဒါအရာလုံးအဆအဆိုကြတော့အများကြီးတက်လို့ရမယ်အခုချင်းစီပြန်ပါဒီအစင်တန်းလေးတော့နည်းနည်းတော့ဝါးမှုရှိရပါတော့เนาะအဲ့နိုင်ငံကလပ်တွေမှာလိုပေးနိုင်တဲ့ facility မျိုးပေးလိုက်ရင်ကျွန်တော်တို့လိအစင်တန်းလေးပို့ပြီးတော့မြင့်လာမယ် တော့ grammar ကောင်းနေတယ်ဒီချက်ပို့ပြီးပေါ်ထွက်လာမယ် grammar အနေနဲ့အားဖို့စိုက်လာမယ်လို့ကျွန်တော်မြင်တယ်ဗျဟုတ်ကျွန်တော်တော့အများကြီးရှိပါဘူး listen လဲကွာလဲဆိုတာအဓိကကျွန်တော်ဒီမှာရောက်တဲ့ foreigner တွေလည်းရှိတယ်ဒါပေမဲ့ပုံစံများများသုံးနိုင်မှာ budget များသုံးနိုင်မှာ foreigner ဆိုတာလည်းကောင်းကောင်းယူရတာပေါ့ကျွန်တော်ကျွန်တော်ရှိမရောက်ခင်မှာထိုင်းလို့ဗီယက်နမ်လို့ဒီအာဆီယံနိုင်ငံတို့ဟိုကျွန်တော်တက်ဘောလုံးစင်တန်မြင်းနဲ့နိုင်ငံတွေကသူတို့များများကိုယူပြီးတော့ဆိုတော့တချို့ပြည်ရတယ်ဆိုတော့ကျွန်တော်အများကြီးသုံးနိုင်မှာဟိုနိုင်ငံရတာကောင်းကောင်းရောက်မယ် ်ကော local player တွေလည်းခုနိုင်ငံထွက်ကနေ player တွေလည်းအတူပဲဖြစ်ကိုချစ်ချင်းမချစ်ချင်းကြောလည်းကိုနိုင်ငံမှာပဲနေချင်ကြတယ်ဆိုတော့ကျွန်တော်လည်းနေချင်တယ်ဟိုမှာဆိုမိသားစုနဲ့သွားလာရလို့ဟိုတချို့တကယ်ရှိဓာတ်ရင်းဒီကောင်လည်းရောမကြောက်အောင်ဆိုတော့ကျွန်တော်ဒီမှာပဲပြောတယ်တင်းတင်းလောက်ကတဲ့အဲ့လိုမျိုး facility တခုနဲ့ဆိုရင်လေးရလည်းအပြင်းနဲ့မြန်လာမယ်ဟိုကျွန်တော်ပြောချင်တာဟိုအများကြီးထောက်ပြရလည်းမဟုတ်ဘူးညာဘွဲကန်တာပဲဖြစ်ဖြစ် အတင်းတိုင်းကိုပိုင်ကိုပိုင်ဝင်ရှိရမယ်ဖြစ်ရမယ်လို့ဖြစ်နေစင်းဝင်ကောင်းအောင်မယ်အဲ့လိုမျိုးဒါတွေတော့တစင်းကြီးတွေလောက်ရမှာဒါပေမဲ့လူကြီးတွေလုံးနေမယ်လို့မျော်လင့်နေပေါ့ဆိုတော့ကြတော့ကျွန်တော်အဲ့လိုမျိုးဖြစ်မှာကိုလေးရအောင်မြင်တယ်ကျောင်းလဲဒီမှာလဲခံရတာပျော်တယ်ဆိုတော့ကြပိုးတော့အတင်းကြီးမပေါ့အဓိကတော့အတင်းမှာအတင်းဥက္ကရာတွေကျွန်တော်တို့ရှင်းပြတယ်သူတို့ရဲ့ရေးရှိ plan တွေရှိတယ်အတင်းရဲ့ budget အနေထားလဲကျွန်တော်သဘောကျတယ်ပြီးတော့အတင်းကိုလည်းအများကြီးထောက်ကူ ြုတ်ဖို့အတွက်ဟိုပြောင်းရွှေ့တဲ့ကဲဟိုမျိုးသမီးတင်းနေအောင်မြင်နေတယ်မျိုးသားတင်းဒီအစင်တန်းနဲ့နေနေတယ်မျိုးသမီးကြီးမှလည်းကြားလည်းကောင်းလည်းမကောင်းလည်းဆိုတော့ကြတော့မျိုးသမီးဝဲလေဟိုတစ်ခေါက်အရာဝင်နဲ့ရန်ကုန်ဝဲမျိုးစင်ပြည့်စက်တွေအပြည့်ပဲဆိုတော့ကြတော့သူတို့ဘလိုမျိုးပြန်ဆိုင်မှုပြန်ဆိုင်လဲဒီမှာဆိုရင်တခြားတင်းနေဆိုရင်ဘိုးပြက်ပြီးတော့ဟိုမျိုးသားချင်းဆိုဘိုးတားပြက်လုံးနေပေါ့မျိုးသမီးတင်းဆိုလည်းလူမျိုးမရှိဘူးဆိုတော့ကြကျွန်တော်တို့ကဓာတ်တွေကိုကွာဟဖို့ကအသိတော်များပြင်မရမှာကျွန်တော်အခုကျွန်တော်အသိပြင်တယ် ဒါပေမဲ့တခြားသင်းတွေမပြင်းဘူးဆိုရင်အခုနကျွန်တော်ပြောသလိုပဲအာယုံစုဆိုင်မှုကရှိမှာမဟုတ်ဘူးအခုလည်း national team မှာဆိုလည်းရန်ကုန်ရှမ်းတခြား like ကတဲ့အသင်းတွေတခြားတာဝီတကုန်စတာဒီလောက်ပဲလေ channel သင်းတွေအကုန်လုံးမြင်နေသိရတယ်အသင်းကံယုံမဲ့ကံနေကြရတယ်ဒါသူတို့အသင်းမှရှင်တို့ကျွန်တော်ပုတ်ဖက်တာမဟုတ်အသင်းရဲ့ budget တော့ရှိသေးတယ်ဆိုကြတော့အသင်း fashion တိုင်း fashion တိုင်းအသင်းကညံ့ညောက်တုံးမှလီယာပြန်ဆိုင်ပြန်ဆိုင်ပြီးတော့ကြာတော့ပြီးတော့ကြာတော့ကျွန်တော်အခုပြောနေတာတချို့အခုကျွန်တော်ဒီမှာညနေ3ခွဲလောက်ကြာတယ် ။ဒါဆိုရင်အရန်ပူရယ်ဒီလိုမျိုးပြောနေတာမဟုတ်ဘူး။ပုံမှန်ဆိုကျွန်တော်အမြဲတမ်းလီကျူးဆိုလည်း6နာရီ9နာရီရဆိုကြံ။ဒါကလာသမားကြတော့ခုမှရှိတဲ့အားကိုအပုံပြနိုင်တယ်ပေါ့။ဒီမှာကျအရန်ပူရယ်နေ့လည်း9နာရီလောက်တည်းဆက်ပြနေတယ်။သူ့ကိုလေ့ကျင့်ပါပါညာလို့ရတယ်ဆို။တချို့ကလာသမားအဲ့လိုမျိုးကိုကိုအတိုင်းဖြစ်ကြကလာသမားဆိုရင်အဲ့မှာတွေကကနကောအတိုင်းစပြီးပုံမှန်သာပြုနေတယ်ပြောကြကျွန်တော်လည်းညာဘက်ကံကိုလည်းညာဘက်မကံနိုင်တော့မှညနေ၄ :00 9:00ကံနိုင်မှုလည်းမျောလင့်နေပေါ့အဓိကတော့ အားလုံးက budget budget ကအရေးကြီးဆုံးဘယ်နေရာမှာဖြစ်ဖြစ်ဆိုကြ budget နည်းနည်းသုံးနိုင်ရင်ဒီနည်းနည်းအောင်မယ်ဒါကျွန်တော်ပြောပြရမလို့လူတွေလူကြီးလည်းတိတယ်တော့အများကြီးတော့ကျွန်တော်အားပေးဖို့ပြရမှာကျွန်တော်ကဘုရားကိုချစ်လို့ခေါ်တာလေးရပါကျွန်တော်ပထမအတင်းပါကျန်လည်းတွေ့တယ်သူခေါ်ကျန်လည်းကျွန်တော်ဝင်လာတယ်ကျွန်တော်ဆိုတာတခြားနိုင်ငံသားတွေတခြား local player တွေဆိုတော့ဒီမှာအစီအစဉ်တွေပေါ့ မဖော်လို့လည်းမရအတင်းဆိုကျွန်တော်ညောင်းလည်းကန်လို့မရအောင်ဒီကအငငယ်နဲ့လည်းကန်လို့မရအောင်ဒါမဲ့လူနဲ့တွဲကစားရင်ကျွန်တော်ပေါ်တယ်တွဲကစားရင်နော်လေးစပါလေကျွန်တော်ညောင်းကတခါနဲ့နေရာမှာအခန်းပေါ်ဆိုကြတော့ဝင်ရလို့ခေါ်ပြီးဝင်ရလို့ပြန်ကျွန်တော်ပြန်မယ်ဒါမဲ့သူကရှင်းရှင်းလေးပဲကျွန်တော်ကန်ရင်ပြန်မယ်မကန်ဘူးဒါပဲဆိုကြတော့ကျွန်တော်ကအားပေးပါဦးတရားကျွန်တော်ပြောတာမရှိပါဘူး